မောဆာဘန်လီမီတက်ရဲ့ဝန်ဆောင်မှုတွေနဲ့အလောက်ကိုင်အခွင့်အလမ်းများစွာပါဝင်တဲ့ KBZD အစီအစဉ်ကိုမတ်လ3ရက်နေ့ကနေ9ရက်နေ့အထိမြန်မာပလာဇာမှာကျင်းပပြုလုပ်လျက်ရှိပါတယ်။ KBZD အစီအစဉ်မှာဆိုရင် KBZ ကဝန်ဆောင်မှုတွေလျှောက်ထားနိုင်တယ်လို့လျှောက်ထားသူတိုင်းအတွက်ထူးထူးခြားခြား promotion တွေနဲ့ကံတို့ခွင့်တွေပေးသွားမှာဖြစ်ပြီးကပ် product ကိုအများပြည်သူသိအောင်အသုံးပြုလာနိုင်အောင်ရည်ရွယ်ပြီးကျင်းပပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။ ဒီဘွဲမှာပါဝင်ပြတာတဲ့ဌာနတွေနဲ့ကတ်ဌာနပရော့တက်များကိုလည်းမတ်ရီမွန်လှိုင်းမှအခုလိုပဲမိတ်ဆက်ပေးခဲ့ပါတယ်။ ာတောင်းနေ့ပွဲမှာဆိုသားတာပြင်မတော့မှာမကြမကြသိပြန်လောင်းဆိုသားတယ်ခရီးကရှင်ဒီသာခရီးကသူရဲ့ခရီးကလာလေမပွဲမှာမိုဘိုင်းဘိုင်ကင်းကိုလည်းတွင်ကျဆွာအသုံးပြုလာကြပြီးမိုဘိုင်းဘိုင်ကင်းအသုံးပြုမှုထက် ATM ကတ်အားအသုံးပြု၍ဈေးဝယ်ခြင်းနဲ့အစားအစာဝယ်ယူမှုတို့အတွက် ATM ကတ်အသုံးပြုမှုတွင်ကျဆွာရှိလာဖို့ရည်ရွယ်တယ်လို့သိရပါဗျ။ နောက်ထပ်ပြီးတော့လည်း KBZ ဒီမှာပါဝင်တဲ့အစီအစဉ်တွေကိုလည်း KBZ ရဲ့ Cut and Electronic Payment မှာ Senior Manager ဖြစ်သူမတ်ရီမွန်လှိုင်းမအခုလိုပဲပြောပါဗျာ။မအောင်အဆမ်းမီဆိုတာရှိတယ်။အဆမ်းမီရတော့ဒီပြဿနာပေါ့နော်။ဒီကတော့လုပ်ငန်းရှင်တွေကိုရွေးပြီးတော့မအောင်ခဲ့ပြီးဆို တော့ကာလအတွင်းကမ္ဘောဆောက် online banking အကောင့်များကိုအခမဲ့ဖွင့်ပေးမှာဖြစ်ပြီး SME လုပ်ငန်းပိုင်းဆိုင်ရာတွေကိုသိရှိသလိုမင်းမြတ်နိုင်မှာဖြစ်သလို one stop စာပေဝန်ဆောင်မှုတွေပါပါဝင်မယ်လို့ KBZ ဒီမှာသိရပါဗျာ။